လောင်ကောင်းတယ်ပြောစရာလည်းအလောင်ကောင်းတယ်ဒီတုဒ္ဓံဖြစ်ပေါ်လာခြင်းရဲ့အကြောင်းကမြတ်စွာဘုရားလက်ထက်ကရှင်ဥပါလိဆိုတာရှိတယ်ဝိနည်းအရာမှာဣတရေရတော်မူတဲ့ပဋိမြေကြီးပေါ့ရှင်ဥပါလိဆိုတာကတစ်ချိန်လုံးကဟောရှင်အာနန္ဒာတို့ရှင်ဒေဝရတို့တာကီဝေမင်းသားဘွားကသူတို့ကိုစံမုတ်စိတ်ကိုပြုပြင်ပေးရတဲ့ဆတ္တတွေတယောက်ဟောကြုံမျိုးပေါ့အဲ့ဒါအရှင်သခင်ဒီမြတ်စွာဘုရားကြီးကို ်တော့ရှင်ရမ်းပြကြမယ်ပြီးတော့တကွေမင်းသား6ယောက်ဖွက်သွားတဲ့အခါမှာသူကလည်းလိုက်သွားတာအဲ့တော့ဒီတကွေမင်းသား6ယောက်ကသူတို့ရမ်းပြုတော့မယ်ဒါကြောင့်သူတို့ရဲ့လက်ဝက်လက်စားတွေစေတနာရှင်တွေเนาะအပေါ်ရောဝင်းနဲ့ထုတ်ပြီးတော့မင်းယူသွားတော့မင်းပြန်တော့ဆိုတော့ဥပါလေးကိုပြန်လွတ်တာအဲ့ဒီစေတနာတို့ကြီးပိုက်ပြီးတော့သူပြန်လာခဏနေတော့သူပြန်လိုက်လာတယ်တကွေမင်းသား6ယောက်နောက်ကိုအမေဘာလို့လိုက်လာတော့ဆိုတော့ တကယ်လို့သာတဲ့ဒီပစ္စည်းတွေကိုယူသွားပြီးတော့နန်းတော်ပြန်သွားမယ်ဆိုရင်မင်းသား6ယောက်ကိုမင်းဖြောက်ဖြက်ပြီးတော့ပစ္စည်းတွေယူလာလာတော့သူ့ကိုတေချာဖို့တတ်လိမ့်မယ်အပြန်ရဲဟိုစားတော်တော့ပစ္စည်းတွေရတာသူဝမ်းသာတာပေါ့နော်နောက်တော့ပစ္စည်းကတေချာတွေးကြည့်တော့သူ့အသက်အန်နေရန်ရှာမဲ့အရာဖြစ်နေအပြန်ရဲဟိုပြီးတော့တခုလဲစဉ်းစားမိတယ်တဲ့ဒီလောက်စည်းစိမ်ဥစ္စာကြီးကြီးတဲ့များပြားတဲ့ဘယင်းရဲ့သားတွေအမင်းကြီးမင်းသားတွေတောင် အလုံးကိုရှင့်ပြီးတော့ယဟန်ပြုတ်နိုင်နေတာငါမှဘာပန်ဆိုင်မှုမှလည်းကြီးကြီးမားမားမရှိဘဲနဲ့ငါဘာဖြစ်လို့ယဟန်မပြုတ်နိုင်ရမှာတော့လို့သူအဲ့လိုလဲစဉ်းစားတယ်တဲ့အဲ့ဒါနဲ့ तू ်ပြုတ်ရပြီးအဲ့ဒီယရနာအထုတ်ကြီးကိုတစ်ပင်တစ်ပင်မှာရတဲ့လူယူရစ်ပါဆိုတော့စွန့်ထားတယ်လို့သူလိုက်လာတာတဲ့။တမင်းသား၆ဦးကလည်းသူ့ကိုခေါ်တော့တာပဲ။ကိုရောက်တဲ့အခါကျတော့တာကွေမင်းသားတွေကတို့တာကီဝင်းတွေဟာအလွန်တရာမမမနာကြီးတယ်။ ဒါကြောင့်ဥပ္ပါဒိကိုအရင်ယဟန်ပြုစီပြီးတော့သူ့သူ့ရဲ့ခြေကိုရှစ်ခိုးပြီးတော့မှတို့ယဟန်ပြုမယ်ဆိုတော့အဲ့လိုယဟန်ပြုတာအဲ့လိုနီးနေရှင်ဥပ္ပါဒိကနောက်တော့ယဟန်နာဖြစ်ပြီးတော့ဝီနီးအရာမှာဣတတေရတော်မူတဲ့မထေရတပါဖြစ်တယ်အောင်ခုဒီတုတ်တန်လေးဖြစ်ပေါ်လာခြင်းရဲ့အကြောင်းကအဲ့ဒီရှင်ဥပ္ပါဒိကမြတ်စွာဘုရားကိုမေးတာမေးတယ်ဆိုတာလေမြတ်စွာဘုရားကိုနော်တရားတောင်းတာကမ္မထံတရားတောင်းတာပါပဲတတုမိဗန္တိဘဂဝါတခိတ္တိနာဓမ္မတေတိတု ်ရသော်ဗျာတဲ့ဘုရားပြည်တော်ကိုတနာသောအဖြင့်တရားဓမ္မများဟောပြတော်မူပါဇာမဟံဘဂဝတ္တဓမ္မတုတ်တော်မှာမြတ်စွာဘုရားကတကယ်လို့တရားစကားဟောပြမယ်ဆိုလို့ရှိရင်အဲ့ဒါကိုတပည့်တော်နားထောင်ပြီးတော့ဧကောဝုပကထောအပမထောအာတာပိပဟိတထောဝိဟရေယံတကတိခံပြီးတော့တောင်းသူကတရားကိုတောင်းတာတကယ်လို့မြတ်စွာဘုရားစီကတရားစကားကိုနားယူပြီးလို့ရှိရင်တဲ့ဘုရားပြည်တော်ဧကောတဲ့တယောက်တည်းနေပါမယ်တဲ့ တယောက်တည်းကျင့်မယ်ပေါ့မြတ်စွာဘုရားရဲ့တရားဆိုတာကတော့တကူတည်းကျင့်သုံးနိုင်မှပို့ပြီးတော့ထိရောက်တာဧကောတဲ့ဝုပကတောတဲ့နော်စိတ်ဉာဏ်ရအရာမှာချင်းကပ်ပြီးတော့နော်လူရှုပ်နေတဲ့နေရာမျိုးမှာမနေဘဲနဲ့တကယ်ကိုပဲနော်စိတ်ဉာဏ်အရာကိုချင်းကပ်ပြီးတော့လူကြိုးရစားတာအထုတ်ပါမယ်ဧကောဝုပကတောအပမတ်တော်တဲ့အဲ့လိုတယောက်တည်းစိတ်ဉာဏ်မှာနေပြီးတော့လည်းပဲတောင်းတွင်းမြောက်တွင်းနဲ့ခပ်ပေါ်ပေါ်နေတာမျိုးမဟုတ်ဘူးမမိမလဲရော့ နော်တတိတရားလက်ကင်ထားပြီးတော့သူဂယုဆိုင်ပြီးတော့ကြိုးစားပါမယ်အေကောဝုပကတော အပမတ်သော အာတာပိတဲ့အဲ့ဒါလို့တတိထားပြီးတော့ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေရဲ့အကြောင်းကိုမမကံကအောက်မိအမှတ်ရပြီးတော့အမှန်တရားကိုတိအောင်ကြိုးစားတဲ့နေရာမှာထက်သန်နဲ့ပြင်းထန်နဲ့လုံလဝရိယနဲ့လည်းသူကြိုးစားမေးတဲ့ရောရောပေါ့ပေါ့မကြိုးစားဘူးပေါ့ဧကောတယောက်တည်းဝုပကတောစိတ်ဉာဏ်အရမှာရှင်းကပ်ပြီးတော့ အပမတ်ထောမမိမလျော်သောတတိတရားဖြင့်နော်အာတာပီပြင်းထန်တဲ့လုံလောက်လေးကလက်ခံထားပြီးတော့ပဟိတထောတဲ့နိဗ္ဗာန်ကိုစစ်လွတ်သော စိတ်ဖြင့်ဝိဟရေယံတပီတော့နေပါမယ်တဲ့ဒီလိုအလုပ်တွေကိုလုပ်နေတာမြင့်မြတ်တဲ့အလုပ်တွေကိုလုပ်နေတာကရကျင်တာကဘာလဲဆိုတော့နိဗ္ဗာန်ချမ်းသာဒီပြင်ဘယ်ရည်ရွယ်ချက်မှမပါဘူးတကယ်ဒုက္ခငြိမ်းပြီးတော့ငြိမ်းအေးမှုအစစ်အမှန်အမြင့်မြတ်ဆုံးအရာကိုပဲဥတည်ကြထားပြီးတော့သူစူးစမ်းမယ်ဘော ဝန်ခံချက်၅ချက်သူပြောရအောင်နော်ဧကောဥပကထော အပမထော အာတာပိပဟိတထောဝိရိယတပည့်တော်ကိုတရားအချင်းချုပ်ကလေးဟောပါအကျေကြီးတောင်သူမတောင်းဘောနော်တန်ခိတေနအချင်းချုပ်တရားအချင်းလေးဟောပါထီထီမိမိတော့အဲ့ဒါကိုနားထောင်ပြီးရင်သူအဲ့လိုမျိုးကောင်းကောင်းမွန်မွန်ဂရုစံပြီးတော့ပြင်းပြင်းထန်ထန်စူးစမ်းပါမယ်အထောက်ပါမယ် အဲ့လိုတရားတောင်းတဲ့ခါကျတော့မြတ်စွာဘုရားကလည်းပဲအလွန်ထိမိတဲ့ဟောပြောချက်လို့ဆိုရမယ်။ပါဟောတယ်ဆိုတော့ခြေသာဥပ္ပါဒိတဲ့။တရားသဘောတစ်မျိုးဟာတကယ်လို့အကျိုးကျေးဇူးခုနှစ်မျိုးကိုမဖြစ်ထွန်းစေနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒါတရားမဟုတ်ဘူးတဲ့။အဲ့ဒါဝိနည်းရမဟုတ်ဘူးအဲ့ဒါတထုသာသနာမြတ်စွာဘုရားရဲ့အဆုံးအမမဟုတ်ဘူးတဲ့။မြတ်စွာဘုရားတရားဟောပုံလေးကတစ်မျိုးပဲ။ဘယ်ဟာကိုတရားဆိုတာလဲ။ တိုင်းတာဖို့အတွက်ဝေဖန်ဖို့အတွက်မြတ်စွာဘုရားကမချိန်ခွင်တလက်ပေးလိုက်တယ်လို့မျိုးပေးတယ်တစ်ချောင်းပေးလိုက်တယ်လို့မျိုးပေါ့ဟုတ်လားဣမေဓမ္မာနဧကန္တနေပိဒါယဝိရာဂါယနိရောဓါယဥပတမယအပိညာယတံဘောဓါယနိဗ္ဗာန်ယတံဝတ္တန္တိတရားတစ်မျိုးဟာအခုပြောလိုက်တဲ့အကျိုးကျေးဇူးခုနှစ်မျိုးမဖြစ်ထွန်းစေဘူးဆိုလို့ရှိရနေသောဓမ္မောအဲ့ဒါတရားမဟုတ်ဘူးတဲ့ နေသောဝိနေယောအဲ့ဒါဝိနည်းမဟုတ်ဘူးတဲ့နေတံတတ္ထုသာသနာအဲ့ဒါမြတ်စွာဘုရားအဆုံးမမဟုတ်ဘူးတဲ့ဒါအချင်းတူလေးကိုဥစဉ်ဆတ်တော့တာနော်အကျိုးကျေးဇူးခုနှစ်မျိုးကို မဖြစ်ထွန်းစေဘူးဆိုရင်အဲ့ဒါတရားမဟုတ်ဘူးအဲ့ဒါဝိနည်းမဟုတ်ဘူးအဲ့ဒါမြတ်စွာဘုရားရဲ့အဆုံးမမဟုတ်ဘူးတဲ့ဘယ်လောက်စိတ်ဝင်စားတယ်ကောင်းအဲ့ဒါအဲ့ဒီအကျိုးကျေးဇူးခုနှစ်မျိုးကဘာတွေတော့ဧကန္တနိဗ္ဗိဒာယတိအချက် သေချာဖို့ခန္ဓာဝန်ထမ်းနေရတာရဲ့အပေါ်မှာကြီးငွေတဲ့သဘောဖြစ်လာရမယ်။နော်ဘဝဒုက္ခတွေရဲ့ပုံမှာသေချာဖို့ကြီးငွေတဲ့စိတ်ဖြစ်ရမယ်။ကျူးကျူတို့ခုနှစ်မျိုးဆိုတာစပြောပြီနော်။ဧကန္တနေပိဒါယနော်တန်တရားဝရှင်ရဲ့ကိုကြီးငွေတဲ့စိတ်လို့ဇာလိုပေလိုပြောရင်တော့အဲ့လိုပြောရမှာပေါ့။အဲ့လူငယ်တွေနားလည်အောင်ပြောရရင်တော့အခုဖြစ်နေတဲ့ဒီအနေအထားကြီးဒါဝန်တော်ဝန်ကြီးကိုထမ်းနေရတာ မခီးချမ်းကြီးကိုရှောင်းနေရတာငြိမ့်တော်မှအေးတော်မှကောင်းပါပဲဒီလိုဖြစ်နေတဲ့အနေထားကြီးဟာตายရအနေထားကြီးခုမဟုတ်ဘူးလို့မမကန်ကသိပြီးတော့ညီငွေတဲ့စိတ်ဖြစ်ရမယ်တဲ့အဲ့လိုမျိုးမဖြစ်ဘူးဆိုရင်အဲ့ဒါတရားမဟုတ်ဘူးအဲ့ဒါဝိနည်းမဟုတ်